ညမြရဲ့ item တွေလို့ light တယောက်မဆောင်နိုင်အကြောင်းဝန်ခံလာခဲ့တဲ့အေချမ်းမောင်အားလုံးပဲမင်္ဂလာပါဘာမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်အေချမ်းမောင်ဟာ academy ရပြီးနောက်ပိုင်းမှာအနုပညာလောကမှာတဆင့်မြင့်လာခဲ့တာပါ အကယ်ဒမီမင်းသားလည်းဖြစ်လာပြီးဖြစ်သလိုထုံထုံရေးရွက်ကလည်းအာယုံဆိုင်လာကြတာမို့ထိုက်တန်းမင်းသားတယောက်ဖြစ်ဖို့လာလာများစွာရှိလာခဲ့ပါတယ်။ဒါကြောင့်မို့ထုံထုံရေးရွက်ဘက်ကနေအေချမောင်ကိုထိုက်တန်းမင်းသားတချို့နဲ့တန်းတူခေါ်ရိုက်တာမျိုးလည်းရှိလာခဲ့တာပါ။လာမယ့်ရပိုင်းအတွက်မှာအေချမောင်ကိုမြင်းမြတ်နဲ့တွဲဖက်ကတရုတ်ဆောင်ခိုင်းထားတဲ့ရုပ်ရှင်ကိုမြင်တွေ့ကြရတော့မှာပေါ့။ဆိုပါရုပ်ရှင်မှာအေချမောင်ကမြင်းမြတ်နဲ့ဇက်အပြိုင်ဖြစ်ပါတယ်။ဒါအပြင်မြင်းမြတ်ပိုင်းတိုင်းလာတဲ့ဟာသဇေယုတ်ရုပ်ရှင်စကားတကားဖြစ်နေကြတာပေါ့။ ထလုံးရေရွေကတည်ငြိမ်တဲ့အေချမ်းမကိုဟာတာဘိုင်းမှာလုံနိုင်မယ်လို့ယုံကြည်ကမြင့်မြတ်နဲ့တွေ့ပေးလိုက်ပါတယ်။ မြမြကဟာသပိုင်းမှာဆိုရင်ဆရာတဆူဆိုရင်လည်းမမပါဘူးဟာသရုပ်ရှင်ဇာကားတွေကိုသူမတူတဲ့ပုံစံနဲ့တရုပ်ဆောင်ပြနိုင်တာကြောင့်လည်းနမဲတလုံးနဲ့ဟာသကားတွေသာဓာတ်ရှောင်းရိုက်နေကြတာပေါ့ဟာသပိုင်းမှာဆရာတဆူဖြစ်တဲ့မြမြနဲ့ရိုက်တဲ့အချိန်မှာအေချမောင်အတွက်လည်းအခက်တွေ့စေပါတယ်အေချမောင်ဟာအနေထိုင်အေးသူဖြစ်တဲ့အတွက်ရေစရာကောင်းတရုပ်ဆောင်တဲ့အချိန်မှာမျက်နှာပြောင်းတာမျိုးမလုပ်တတ်ပါဘူးရေစရာကောင်းတရုပ်ဆောင်တဲ့နေရာမှာမြမြကမျက်နှာဟန်ပန်ကအစအသေးချတရုပ်ဆောင်တတ်ပါတယ် ဟန်ပန်အမူအရာပြည့်စုံတဲ့မြင့်မြတ်ရဲ့ item ကိုအေချမောင်ကလည်းသဘောကျတာပေါ့ဒါပေမဲ့သူကိုယ်တိုင်ကတော့လိုင်းမလုံးနိုင်တာကြောင့်လိုင်းမလုံးနိုင်ဘူးဆိုပြီးအေချမောင်ကဖွင့်ရလို့ထားပါတယ် မြမြလိုတရုတ်ဆောင်ချစ်ပေမဲ့ item တစ်ထက်တည်းလိုက်လို့ဖို့ဆိုတော့မဖြစ်နိုင်ပါဘူး။စီနီယာရဲ့ item ကိုခိုးယူသလိုမျိုးဖြစ်နေမှာကြောင့်ပေါ့။ဒါကြောင့်မို့အေးချမ်းမောင်ကမြမြလိုတရုတ်မဆောင်ပဲသူတရုတ်ဆောင်တက်တယ်လို့ပုံစံသာတရုတ်ဆောင်ခဲ့တာဖြစ်ပါတယ်။အေးချမ်းမောင်ကဟာတောင်းရုပ်ရှင်ကိုတရုတ်ဆောင်တဲ့အချိန်မှာသူတရုတ်ဆောင်တက်တယ်လို့အငိမ့်ပိုင်းသာတရုတ်ဆောင်တာပေါ့။အငိမ့်လေးနဲ့ရင်ရောင်းတရုတ်ဆောင်တဲ့အပေါ်မှာရုပ်ရှင်ရဲ့ director ကိုစောအယုံကလည်းအဖြစ်ပြောတာမျိုးမရှိပါဘူး။ ဒရိုက်တာကိုစောအာယုံကတော့အေးချမ်းမောင်ကတရုတ်ဆောင်တဲ့အချိန်မှာမြင်းမြတ်အနောက်မှာနောက်ကျကြံခဲ့တာမျိုးမရှိဘူးလို့ပြောပြထားခဲ့တာဖြစ်ပါတယ်။အေးချမ်းမောင်ရဲ့တရုတ်ဆောင်ပုံကလည်းသူနည်းသူဟန်နဲ့ကောင်းနေကြောင်းဒရိုက်တာကိုစောအာယုံကချီးကျူးထားတာပေါ့။အဆိုပါဇာကားတွေကအကယ်ဒမီမရခင်တုန်းကရိုက်ကူးထားတဲ့ဇာကားတွေဖြစ်ပါတယ်။အေးချမ်းမောင်ကအကယ်ဒမီရပြီးတဲ့နောက်ပိုင်းမှာဇာကားတွေကိုစစ်စစ်ကရွေးချယ်လာခဲ့တာပေါ့။ဇက်ကောင်ထက်ကအရန်ပေါ်လုံးနဲ့ဇက်မျိုးဆိုရင်မရိုက်တော့ပဲရှောင်းတာများပါတယ်။ ဒါအပြင်ကာရိုက်တာဘိုင်းနဲ့ပတ်သက်ရင်လည်းတကယ်ပြည်ပြင်းအောင်တရုပ်ဆောင်လို့နေတာပါလက်ရှိမှာလည်းအေးချမ်းမောင်ကခမိုင်မိုက်ဇက်ကောင်တစ်ခုကိုရွေးချယ်ရိုက်ကူးနေပါတယ်အစောပိုင်းဇက်ကောင်မှာပအဝင်ရမယ့်ဇက်ကောင်ဇရိုက်ပြည်ပြင်းအောင်နှာခေါင်းနဲ့နှာခမ်းမှာအပေါက်ဖောက်ကဖန်စီတွေတတ်ထားတာပါ လမ်းတရေဇရိုက်မျိုးပေါ်ပေါ်အတွက်ခုလိုလှုပ်ထားရတာပေါ့တကယ်အပြင်ဘဝမှာဆိုရင်တော့အေးချမောင်ကခုလိုဖောက်ရတာမျိုးကိုမကြိုက်တလို့တခါမှလည်းမလုပ်ဘူးပါဘုံဇက်ကောင်ဇရိုက်အတွက်ဘေးဆက်ကအပေါက်ဖောက်လိုက်တာဖြစ်ပါတယ်မြင့်မြတ်လိုထိတ်တန်းမင်းသားရဲ့ item ကိုတထထဲကြောင်းလိုက်သရုံမဆောင်နိုင်ကြောင်းအမှန်တိုင်းထုတ်ပြောခဲ့တဲ့အေးချမောင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အဆုံးထိချစ်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် celebrity youtube channel မှာ တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့တောင်းဆိုလိုက်ပါစေ။ပရိသတ်တို့တင်ဆက်စေခြင်းတဲ့အကြောင်းအရာရှိရင်လည်း comment မှာပြောခဲ့အောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။